episode 20မှာတော့ menu ကသူဆက်ဝင်ကမိုးရီတွေစူသွားတာကြောင့်တစစီဖြုတ်ပြီးတော့တန့်ရှင်းရင်ပြန်လုပ်နေပါတယ်။အင်းရှိကနေကားသံကိုကြားတာကြောင့်သူညီမယူနာရောက်လာပြီးတော့ဆိုပြီးတော့အပြင်ကိုထွက်သွားလဲပါတယ်။ပြီးရင်တော့ယူနာကတော့အခုအထုပ်တွေကိုပြေးလိုက်ပြီးတော့နင်ကြိတ်အိမ်မှာနေနေရဆိုတော့ငါယုံတော့မယုံနိုင်ဘူး။မြင်သူနဲ့ရောအစဉ်ပြေးလာလို့မင်းနေပါတယ်။သူကအကျင့်သိမ့်မကောင်းပဲလေခင်မို့တော့ကောင်းပါလေလို့မင်းနုကပြေးလိုက်ပါတယ်။ ပေးရနောက်မှာတော့ယူနန်ကကျောင်းကိုကားနဲ့လိုက်မှလားဆိုပြီးတော့မေးပေးမယ်။မင်းတို့ကသူ့ဆက်ဘေးနဲ့လာမှဖြစ်ကြောင်းနဲ့သွားနဲ့ခိုင်လိုက်ပါရင်။ဂျီရဲ့ညီကတော့ဘေးနားရောက်လာပြီးတော့ကားအကောင်စားကြီးနဲ့လာတဲ့အမကြီးကိုမင်းတို့ရဲ့ရည်စားလားဆိုပြီးတော့မေးနေပါရင်။မင်းတို့ကတော့မဟုတ်ကြောင်းနဲ့မောင်နှမတွေဖြစ်ကြောင်းရှင်းပြလိုက်ပါရင်။ဒီလောက်ရုပ်ဆိုးတဲ့သူနဲ့ရည်စားဖြစ်เสียလားဆိုပြီးတော့ပြောလိုက်ပါရင်။ပေးရနောက်မှာတော့ဂျီရဲ့ညီကလည်းကျောင်းကိုစောစောထွက်သွားပြီးတော့မင်းတို့ကိုသူ့ကြောင်လေးနဲ့ထားခဲ့လိုက်ပါရင်။ မင်းနဲ့ဂျီတို့နှစ်ယောက်လုံးကလည်းကျောင်းသွားဖို့ပြင်ဆင်ပြီးတဲ့နောက်မှာတော့မင်းတို့ကကျောင်းကိုဆက်ပြီးနေပဲသွားမှာလားဆိုပြီးတော့မေးလိုက်ပါတယ်။ဂျီကတော့မသိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။တကယ်တမ်းကတော့မင်းတို့ကပက်စကာကပေးစရာမရှိတာကြောင့်ကျောင်းကိုဆက်ပြီးနေအတူတူသွားကြဖို့အဖော်ညှိနေခဲ့တာပါ။ဂျီကလည်းသဘောတူလိုက်ပြီးတော့နေအောင်သာဆက်ပြီးနေအတူထွက်လာခဲ့လိုက်ပါတယ်။သွားတဲ့လမ်းမှာစပိန်တွေအတွက်ပေးထားတဲ့လမ်းကလမ်းကစိုးနေကြတဲ့ကြောင့်မင်းတို့ကဂျီကိုပန်းစံထဲကနေသွားကြစို့လို့ပြောလိုက်ပါတယ်။ တန်းကျန်တဲ့ကိုရောက်သွားတဲ့အခါမှာတော့နေရောက်တာစပိန်စီပြီးတော့အေးအေးစစ်စစ်စကားပြောနိုင်ပါတော့ဒီနေ့ရာသီဥတုကကောင်းလိုက်တာကျောင်းသားလစ်လိုက်ရရင်ဘလောက်ကောင်းမလဲဆိုပြီးတော့မီနုကပြောနေပြီမယ်သူ့မှာပိုက်ဆံလဲရှိနေတာမဟုတ်ပါဘူးဘေးအနက်မှာတော့ကြည်မင်းမအုတ်ထုံးလေးပါလေးတောင်မရှိဘူးလားလို့မေးလိုက်ပါတယ်ကြည်ကလည်းဟမ်ငါ့မှာမရှိဘူးလို့ဖြေလိုက်ပါတယ်ငါ့အပေါ်မှာမင်းကျေးဇူးတွေရှိရင်ငါတလုံးလောက် မင်းတို့ဝယ်ပွေးရမလားဆိုပြီးတော့မီနုကမေးလိုက်ပါတယ်။ပြီးမှသူ့မှာတပြားမှမရှိတဲ့ကို ပြန်တရိရသွားပါတယ်။ကြီးကတော့စကားတွေများမနေနဲ့တော့မြ мян သွားကြမယ်ဆိုပြီးတော့အချိန်တင်ပြီးတော့သွားလိုက်ပါတယ်။မင်းတို့ကတော့နောက်ကနေမင်းနဲ့ကကြောက်ကိုဘယ်သူရောက်မလဲပြန်မလားဆိုပြီးတော့လိုက်မင်းနေပါတယ်။ဒီလိုနဲ့နှစ်ယောက်သားစကားတွေများပြီးတော့ကျောင်းကိုရောက်လာခဲ့ကြပါတယ်။ကျမတော့ယူနာနဲ့မီနာတို့ကကြည်တယ်။မီနုတို့အကြောင်းပြောပြီးတော့မယုံနိုင်ဖြစ်နေကြပါတယ်။ယူနာကတော့ ီနှစ်ကောင်တယောက်နဲ့တယောက်ကြိုက်နေတာဖြစ်မယ်လို့ဆိုပြီးတော့ဟာသလုပ်နေပါတယ်။ပြီးရင်တော့မိယာကိုဒီတစ်ပါးကျောင်းသားကောင်းစီအစည်းအဝေးကိုကော်ဖီဆိုင်မှာလောက်ကြဖို့ကျောင်းသားဥက္ကဋ္ဌဖြစ်တဲ့ဂျစ်ကိုပြောဖို့အတွက်တိုင်ပင်လိုက်ပါတယ်။မိယာကတော့ဒီအကြောင်းကိုသူကကြိုက်ပြီမယ်။ဂျီကလက်ခံပါမလားဆိုပြီးတော့ပြောနေပါတယ်။အဲ့ဒါကငါကြိလုပ်လိုက်ပါမယ်။ရစီရမယ်။ဒါတွေကနှစ်အတွက်လုပ်ပေးရတော့ဆိုပြီးတော့ယူနာကပြောလိုက်ပါတယ်။မိယာကတော့ရှက်ပြုံးလင်းပြုံးနေပါတယ်။ သူတို့စကားပြောနေတာကိုဒွန်ကခိုးနားထောင်နေတာကြောင့်ယူနာကလည်းအိမ်မရတင် join လို့ရလားလို့မေးလိုက်ပါတယ်ယူနာကတော့နင်ကကျောင်းသားကောင်းစီအဖုံဝင်လည်းမဟုတ်ပဲနဲ့ဘာလိုက်လို့မလဲဆိုပြီးတော့ပြောနေပါတယ်နင်ကလည်းငါနှစ်လက်ထောင်ဆိုပြီးတော့လိုက်မှာပေါ့လို့ဒွန်ကပြောလိုက်ပါတယ်ယူနာကတော့တော်စမ်းမှာအယူရကို့လို့ပဲကို့လို့စင်မှာလို့ပြောလိုက်ပါတယ်ဒွန်ကလည်းလိုက်ပူဇော်နေတာကြောင့်နင်ရောက်တာစကားများနေကြပါတယ်ပြောချင်မှပဲမိရက်က မင်းနဲ့ဂျီတို့ကြောင်တဲ့ကိုဝင်းလာတာကိုမြင်လိုက်ရပြီးတော့ဂျီရဲ့ကြောင်လာတယ်ပုံစံကိုမြင်လိုက်ရတာကြောင့်ဂျီနူးနေပါတယ်ဂျင်းနဲ့ပိုအနေနည်းစီဖို့တွင်စပိန်တစ်စီးလောက်ဝယ်ဖို့ပါစဉ်းစားနေပါတယ်ကြောက်ချင်မှာဘသူမှသူ့ကိုမမေ့ပဲနဲ့ငါလည်းစပိန်တစ်စီးဝယ်တော့မှာပါဆိုပြီးတော့ဂျွန်းကပြောနေပါတယ်မင်းတို့ကတော့စပိန်ကိုကြောင်တဲ့အထိတည်လာခဲ့ပါတယ်စပိန်လိမ့်ပေါ်နေဂျပုကလည်းကြောင်ကနေတီစပိန်ကြီးတက်လာလို့ဆိုပြီးတော့ရှာရှိနေပါတယ်မင်းတို့ကတော့ ဒီစက်ပင်ဘလောက်တန်လဲမင်းသိလားဆိုပြီးတော့ပြောလိုက်ပါတယ်ထိုချိန်မှာဂျပုကဖြူးကြည့်ကြောင်နေဘလောက်လဲလို့မေးလိုက်ပါတယ်မင်းတို့ကစက်ပင်တန်ကြီးကိုပြောလိုက်တဲ့အချိန်မှာတော့အကုန်လုံးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်ယူနာကဂျေးကိုမြင်လိုက်တဲ့အချိန်မှာဂျေးစီကိုသွားလိုက်ပြီးတော့ဒီတစ်ပတ်ငါတို့မီတင်ကိုကော်ဖီဆိုင်မှာလက်မလို့နေရမလို့အကြံရလဲဆိုပြီးတော့မေးလိုက်ပါတယ်ဂျီဖြစ်လို့မပြီးသေးတဲ့အချိန်မှာပဲယူနာကโอเคโอเคအဲ့ဒါဆိုရင်ကော်ဖီဆိုင်မှာတွေ့ကြတာပေါ့ဆိုပြီးတော့စကားကိုဖြတ်လိုက်ပါတယ် ဂျီကတော့နောက်မှတယောက်တည်းဘူပြီးတော့ကြာနေခဲ့ပါတယ်။ယူနာကတော့မေယာဘီနာကိုရောက်လာပြီးတော့ဟဲ့ငါဂျီကိုပြောပြပြီးနင်လလလေးဝုတ်ခဲနော်ဆိုပြီးတော့ပြောလိုက်ပါတယ်။မေယာကတော့ဂျီလာမဲဆိုလို့တွေ့မဲ့နေ့တွေအရင်တွေခုံးနေပါတယ်။ဒီညလေးမှာပဲ episode ကိုအဆုံးသတ်ထားပြီးတော့နောက်ပိုင်းဒီမှာတော့သူတို့တွေဂျီရဲ့ဘဝတွေကိုဘယ်လိုရောက်လာကြောင်းလဲနေပုံပုံပြည့်စုံလာတယ်။ဂျီရဲ့ student life ဆိုတာကိုနောက်ပိုင်းဒီမှာတော့ကျွန်တော်နဲ့တူစောင့်မျှော်ကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျာ။ ားပေးနေကြတယ်ဘရိုတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ